အလုံးမမင်လာပါအန်တဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအန်တမှာကျွန်တော်တို့အထူးတစ်ခေါက်ဒါရလက်တွေကြောင့်မဟုတ်ပဲနေဒီထက်ပိုပြီးတော့လေးနက်တဲ့ topic လေးတစ်ခုကြောင့်ပြောရအောင်ဒီလည်းဆိုလို့ရှိရင်ဒီ topic နဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးဖို့ idea ရခဲ့တာကြာပြီအာအရှိတစ်ခေါက်မှလည်းကျွန်တော်ရိုက်ထည့်သေးတယ်ဒါပေမဲ့လည်း audio ပြဿနာလေးတွေရှိတဲ့အတွက်အခုဒါဒုတိယတစ်ခေါက်ပြန်ရိုက်ပြီးတော့နောက်ကျသွားတာပေါ့နော်အာအခုတစ်ခေါက်ကျွန်တော်ပြောမယ့်အကြောင်းအရာကဘာလဲဆိုလို့ရှိရင်အာ ဘောလုံးလောကရဲ့ဒါ tactical paradigm တောင်လို့ရှိရင် tactical change ပေါ့နော်အထူးသဖြင့်ဒီထဲမှာမှာကျွန်တော်တို့က Premier League နဲ့ဆက်ဆက်ပြီးတော့ဒါ tactical change အကြောင်းကိုပြောသွားခြင်းတယ်ပြီးတော့လို့ရှိရင်အဲ့ဒီထဲမှာကိုယ့်ရဲ့ Liverpool တင်းနေတယ်ဘယ်လို survive လုပ်ရမလဲဆိုတဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ idea လေးတွေကိုပြောခြင်းတယ်ပေါ့နော်အာဒီ topic ကိုပြောဖို့ဆွေးနွေးတဲ့စဉ်းစားတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်လည်းသိတယ်အားလုံးကအားလုံးကဆိုတာလူအများစုကဘယ်အသိန်းကနိုင်သွားတယ်ဘယ်အသိန်းကရှုံးသွားတယ်ဘယ်တစားသမားကခြေစွမ်းပြရတယ်ဘယ်သူကိုယ်သွင်းတယ် ဒါတွေကိုပို့ပြီးစိတ်ဝင်စားတယ်ဒါပေမဲ့တကယ်တမ်းတွေးကြည့်မယ်ဆိုလို့ရှင်ဒီထက်ပို့ပြီးတော့ how may how may room ပေါ့နော်ဘာလို့ဒီလိုဖြစ်လာရတယ်နဲ့ပြီးသားလို့ရှင် why ဘာကြောင့်ဒီလိုတွေဖြစ်ပေါ်လာတာလဲဆိုတော့ဒီ mirror နှစ်ခုကအနောက်မှာဆက်ဆက်ပြီးတော့ကျွန်တော်တွေအများကြီးတွေးเสียရရှိတယ်ပေါ့နော်ဘောလုံးကိုလည်းဒီလိုမျိုး topic လေးတွေကျွန်တော်နေနေဆွေးနွေးရတာပို့ပြီးတော့သဘောကျတယ် အဘောလုံးနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဘောလုံးမှာဒါ style အများကြီးရှိတယ်ကျွန်တော်တို့နာမည်တက်ပြီးပြောလိုက်မယ်ဆိုလို့ရှိရင်အများကြီးပဲ position နဲ့ play ရှိမယ် transition နဲ့ရှိမယ် pressing ရှိမယ် direct football ရှိမယ် short passing သွားတာရှိမယ် long passing တွေသွားတာရှိမယ် long ball တွေသွားတာရှိမယ်အဲအဲ့ဒီဘောလုံးရဲ့ play style တွေနဲ့ပတ်သက်ပြီးတော့ fan တွေကလည်းဒါ different taste ရှိတယ်ပေါ့နော်ဘလို့ different taste လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါအစားအသောက်တွေလိုပဲတချို့က spicy ကြိုက်တယ်တချို့ကချိုရဲရတာတို့ကြိုက်တယ်တချို့ကကြတော့ဒါအ အာထားရရတာတော့ကြိုက်တယ်အဲ့လိုမျိုးပဲဘလုံးမှာဆိုလို့ရှိရင်လည်းဒါကဒီအချိုးကြိုက်တဲ့လူပြီးသားလို့ရှိရင် transitional ကြိုက်တဲ့လူ positional play ကြိုက်တဲ့လူ direct football ကြိုက်တဲ့လူဘလိုပဲဖြစ်ဖြစ်အားလုံးကကိုကြိုက်တဲ့ play style တစ်ခုကပေါ်မှာဟိုတခြားလူတယောက်ရဲ့ judgement မရှိဘဲနဲ့ကြိုက်ပိုင် grant ရှိတယ်ပြီးသားလို့ရှိရင်ဒီပုံမှာလည်းဘသူရမှန်တယ်ဘသူရမှားတယ်ဆိုပြီးတော့ကျွန်တော်တွေပြောလို့ရတဲ့အနေအထားတစ်ခုတော့မရှိဘူးဒါပေမဲ့ကျွန်တော်တွေဒါပေမဲ့ဆိုတဲ့ဟာလေးကိုဆက်ပြီးတော့တွေ့ရအောင်အာ ဒီ volume playing style နဲ့ပတ်သက်ပြီးတော့မှကျွန်တော် data topic မှာပြောနေသလိုပဲ English Premier League football နဲ့ကျွန်တော်ကအဓိကစပြီးပြောနေတာပေါ့နော် volume Premier League football ကြောင့်လို့စပြီးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ volume ကိုစပြီးအားပေးတဲ့အချိန်နေမှာဆိုလို့ရှိရင် Premier League က all about power တွေ pace တွေပြီးသားလို့ရှိရင် physicality တွေနဲ့တစားတယ် traditional football တို့တော့တယ် bit center back တွေကိုတုံးတယ်ပြီးသားလို့ရှိရင် long ball in ဟိုဗာလဲဘောက်စတဲကိုဒီဝင်းဒါတွေကနေလောင်းပေါ်ဒါတိုက်ရိုက်ပေးတဲ့ပုံစံတွေနဲ့ကျွန်တော်တို့တွေသွားတယ်အဲ့ချိန်တုန်းလာဆိုလို့ရှိရင်သူကသူဟိုပရီးမီးယားလိဂ်ကပြောမယ်ဆိုလို့ရှိရင်တိုးတက်ဖို့အတွက်ရုန်းတန်နေရတဲ့အချိန်လို့ပဲကျွန်တော်တို့ပြောရမှာပေါ့နော်အဲ့ဒီချိန်တွေလို့ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် European မှာ European ball လုံးလောကမှာဆိုလို့ရှိရင် gap တစ်ခုကကျွန်တော်တို့သွားပြီးရှိတာတွေ့ရတယ် ပရီးမီးယားလိအသင်းတွေကဘာလဲဆိုလို့ရှိရင်အထူးသဖြင့်ဒါ European League ရဲ့အဆင့်အမြင့်ဆုံးဖြစ်တဲ့ Champion League မှာဆိုလို့ရှိရင်တော်တော်လေးရုန်းကန်နေရတဲ့အနေအထားတွေရှိတယ်အထူးသဖြင့်ဒီ1990ကနေဒီ2010အတွင်းမှာဆိုလို့ရှိရင်နှစ်20အတွင်းမှာပရီးမီးယားလိဂ်က3ချိန်ပဲဆုတ်ထွက်တဲ့အထိဒါအချိန်တွေဆိုးရွားခဲ့တဲ့အနေအထားကိုရှိတယ်။ဒီထဲမှာမှာကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်2000ကတော့2010ဆိုတဲ့ဟာကဒီပရီးမီးယားလိဂ်အနေနဲ့ခစ်သစ်တစ်ခုတကယ် ပရီးမီးယားလိဆိုပြီးတဘာပေါ်မှာအကောင်းဆုံးလိဆိုပြီးဖြစ်လာဖို့အတွက်ပီတခုကိုစပြီးရစတင်လိုက်တဲ့2005ကနေ2010အတွင်းမှာပရီးမီးယားလိရဲ့သင်္ဘောလာနှစ်ကြိမ်ဆွထုံးနိုင်ခဲ့တာဒီ1990ကနေဒီ2005အရှိဆိုလို့ရှိရင်ပရီးမီးယားလိက19နှစ်အတွင်းမှာတစ်ကြိမ်ပဲဆွထုံးနိုင်တဲ့အထိအခြေအနေကစိုးရွားခဲ့တဲ့အနေအထားကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်နောက်ထပ်တစ်ခုအနေနဲ့ဒါပရီးမီးယားလိကဒါလူတွေအားလုံးရဲ့စိတ်ထဲမှာတကယ်နာမည်ကြီးတဲ့လိလူတွေစိတ်ဝင်စားဆုံးလိတစ်ခုဖြစ်ခဲ့ပြီမယ်လေတကယ်ဘောလုံးလောကရဲ့ technically drift အကောင်းဆုံးကိုပြောလို့ရတယ်တစားသမားတွေကဘယ်မှာတစားလဲဆိုလို့ရှိရင်အဲ့ချိန်တော့ဒါ series နဲ့ La Liga မှာပဲတစားတဲ့အနေထားတို့တွေ့လေရတယ်ဒါကကျွန်တော်ပြောချင်တယ်ပမာအဆုံး pattern တစ်ခုပေါ့နော်အဲ့ဒီကနေမှတဖြည်းဖြည်းနဲ့ဒါ Premier League ကပြောင်းလဲလာတယ်ဒါကသူ့ရဲ့ဘောလုံးအဖွဲ့ချုပ် FA က push လုပ်ထွက်တာလည်းပါတယ်လို့ပြီးသားလို့ရှင်ဒီစီးပွားရေးအခွင့်အလမ်းနေဒါပိုင်ရှင်နေနဲ့ probability-ness ကအရန်ပြိုင်ဆိုင်မှုအရန်ပြင်းထန်လာတဲ့အချိန်မှာ premier league တချိန်တိုးတိုးတက်လာအထူးသဖြင့်ဒီ2004လောက်ကနေစပြီးတော့ဖြည်းဖြည်းတိုးတက်လာတာဒီ2024 2025မနေ့ကရာသီအထိဆိုလို့ရှင်ပြောရမယ်ဆိုလို့ရှင် premier league ကဘောလုံးမှာဘောလုံးလောကမှာဆိုလို့ရှင်ဒါ peak လို့ပြောလို့ရတယ်ပြီးသားလို့ရှင်အားလုံး league တွေအားလုံးထက်တစ်ဆင့်သာတယ်လို့ပြောလို့ရတယ်ဒါဘာလို့ပြောလဲဆိုလို့ရှင်ဥရောပမှာဒီ2000 ဒီဆန်ရာကနေ20ပေါ့2000ဆန်ရာဆိုတာ2020နောက်ပိုင်းမှာဆိုလို့ရှိရင်ပရီးမီးယားလီဂ်အသင်းတွေကတော်တော်လေးဒီဥရောပမှာဆိုလို့ရှိရင်စထရိုးနိုင်သည်ဖြစ်စေစမထုံးနိုင်သည်ဖြစ်စေဒါပရီးမီးယားလီဂ်2020နဲ့2025ကြာမှာနှစ်ကြိမ်စထရိုးတွေလေပြီးတော့လို့ရှိရင်တကယ်ဒီ competition အတွင်းမှာဆိုလို့ရှိရင်လည်းတကယ်ဘိုးဆွဲဆုံးအသင်းတွေထဲမှာထိပ်ဆုံးကနေရာကိုရယူလာနိုင်တဲ့အထိပရီးမီးယားလီဂ်ကမြင့်တက်လာတယ်နောက်ထပ်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တကယ်ပါရမီရှင်တစားသမားတွေထုံလုံးတော့ပရီးမီးယားလီဂ်ကိုလာပြီးတော့ ရစားဖို့စိတ်ဝင်စားတဲ့အနေအထားတွေဖြစ်လာတယ်။ဒါကပြန်စမ်းသပ်ကြည့်မယ်ဆိုလို့ရှိရင်အရှိအခြေအနေနဲ့အများကြီးပြောင်းလဲသွားတယ်။ဘာလို့လဲဆိုလို့ရှိရင်အရှိအခြေအနေမှာတော့ Premier League ကရစားသမားတွေကသူတို့ရဲ့တကယ်နောက်ဆုံး ultimate goal ကဘာလဲဆိုလို့ရှင် La Liga မှာသွားပြီးကစားဖို့တဖြည်းဖြည်းနဲ့အခုချိန်မှာဆိုလို့ရှင်တခြား league တွေတာစားသမား league တာဒါ Premier League ကိုပြောင်းပြီးတော့ကစားဖို့အထိစိတ်ဝင်စားလောက်တဲ့အထိ Premier League တာဒါတဖြည်းဖြည်းနဲ့အမြင့်တက်လာတယ်ဒါကိုပဲကျွန်တော်တို့က Premier League နေနဲ့ဘောလုံးလောကမှာ အာအဆင့်အမြင့်ဆုံးနေရာတစ်ခုရောက်လာပြီလို့ပြောလို့ရတယ်ဒါကတစားသမားပိုင်းတဲ့တစားမုံပိုင်းမှာဆိုလို့ရှင်လေအားလုံးကပြန်ပြီးတော့နှွေးကြီးအောင်တဲ့အထိဘောလုံးအဆင့်တန်းကတဖြည်းဖြည်းနဲ့မြင့်မာလာတဲ့အခါတို့မြင်တွေ့ကြရတယ်ဒါဒီနေရာမှာကျွန်တော်တို့ဘောလုံးရဲ့ evolution တစ်ခုကိုပြောရမယ်ပေါ့နော် Premier League ဆိုလို့ရှင်2000 2030အစောပိုင်းဒါ raw power ကနေပြီးတော့ဒါ tactical precision အထိဒီ2020ကျော်ဒါလာတိ tactical precision အထိတဖြည်းဖြည်းနဲ့ evolution ကို ပြောင်းလာတဲ့အနေအထားတို့ဒါကျွန်တော်တို့ဒါ Premier League ရဲ့ pattern တစ်ခုတော့မြင်တွေ့ရတယ်လို့ပဲပြောရမယ်။ဒါပေမဲ့ဒီနေရာမှာအိစားတစ်ခုရှိတယ်။ဘောလုံးကဘယ်တော့မှရက်တက်မသွားဘူး။ဒီလိုမျိုးဒီ tactical precision တွေမျိုးတကယ်ရှုပ်ထွေးတဲ့ဘောလုံးပြီးသားလို့ရှိရင်တစားသမား queen ထဲမှာရှိတဲ့တစားသမား7ယောက်ရှိရင်7ယောက်စလုံးကဘောလုံးကိုတကယ်အကျဉ်းချင်းလဲလဲနဲ့ screen အပြည့်နဲ့တစားနိုင်ဖို့လိုအပ်တဲ့ အနေအထားမျိုးတွေထိပြောင်းလာတယ်ပြင်မယ်ဘောလုံးကတော့ရက်တက်မသွားဘူးဆက်ပြီးတော့ပြောင်းသွားတယ်ပြောမယ်ဆိုလို့ရှိရင် cycle ပြန်ပြီးတော့လည်လာတဲ့သဘောမျိုးဒီလိုမျိုး complex ဖြစ်တဲ့ဘောလုံးဖြစ်လာတဲ့အချိန်မှာဒီ complex ဘောလုံးကိုဖြည့်ရှင်းနိုင်ဖို့အတွက်ကပြောမယ်ဆိုလို့ရှိရင် premier league အသင်း20လုံးကဒီဘန်နာရေးချိန်တွေကတူညီတဲ့အနေအထားမဟုတ်ဘူးအဲ့အတွက်ဆိုလို့ရှိရင်ဒီထိပ်သီးရေးအသင်းမှာရှိတဲ့တစားသမားတွေတက် tactically gifted တက် parameter တွေကိုခေါ်ယူပြီးတော့တစားနေတဲ့အချိန်မှာဆိုလို့ရှိရင်ကျန်တဲ့အသင်းတွေက ဒီတခြားလိတွေနဲ့ဆာလို့ရှိရင်ဒါပတ်စံငွေကြေး financial ဘိုင်းရအားသာသေးတိုင်အောင်သူတို့စီမှာတကယ်ထိပ်သီးအသင်းနေနဲ့ရှင်ပြိုင်ဖို့အတွက်တော့နည်းနည်း attract ခဲရှိအဲ့အတွက်ဆိုလို့ရှိရင်သူတို့ဘယ်လိုရှင်ပြိုင်လို့ရမလဲဆိုတဲ့ဟာကိုပြန်ပြီးတော့စဉ်းစားလာတဲ့အပိုင်းပေါ့နော်ရှုပ်ထွေးတဲ့ဟာကိုကျွန်တော်တို့က simple ဖြစ်တာနဲ့ပြန်ပြီးတော့ဖြီးတဲ့အပိုင်းကိုရောက်နေတဲ့ကာလာလို့ကျွန်တော်တို့တော့ပြောလို့ရတယ်ဒါကလည်း evil part of the evolution part of the football cycle ပဲဒါပေမဲ့ evolution ကြောင့်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် evolution ကကျွန်တော်တို့ စိုက်တဲ့သဘောရဆိုလို့ရှိရင်ဒီလိုတက်တယ်ပြသလို့ရှိရင်ဒီလိုအောက်ကနေဒီလိုပြန်ဝိုက်တဲ့ပုံစံပေါ့နော်အပြောရမယ်ဆိုလို့ရှိရင်1960လောက်ကဒီလိုအောက်ကနေကျွန်တော်တို့ကဒီလိုပြန်ဝိုက်တဲ့အပိုင်းဆိုလို့ရှိရင်အခုအချိန်တွေကဒီလိုထိတ်ဆုံးရောက်ပြီးတဲ့အချိန်ကနေဒီလိုပြန်ပြီးတော့ သွားတယ်ပေါ့နော် simple ဘက်အကြပိုင်းပြန်ပြီးသွားတဲ့ဘက်ကိုကျွန်တော်တို့ကမြင်နေလို့ပြောလို့ရတယ်။ဘာလဲဆိုလို့ရှင် evolution တိုင်းမှာအများအား progression ဘက်သွားမလားဒါပေါ့လို့ရှင် regression ဘက်သွားမလားဆိုတဲ့ဟာနဲ့ cross ရှိတယ်။ဒါပေမဲ့ anarcho စလုံးက part of the cycle ဖြစ်နေတဲ့အတွက်ဒါကျွန်တော်တို့ကလက်ခံရမှာပဲ။ဒါက flow တစ်ခုလိုပဲဖြစ်နေမှာပဲ။အဲ့ဒါဆိုလို့ရှင်ဒီအားဒီမှာကျွန်တော်တို့အတွက် premier league ကစိတ်ဝင်စားစရာတွေအများကြီးရှိနေတယ်။ ပရီးမီးယားလိဂ်တို့ပွဲစဉ်တက်ကနေဒီရာသီမှာစပြီးကြည့်လိုက်မယ်ဆိုလို့ရှင်ဒါရိုက်ဖုတ်ဘောသွားတယ်လောင်းသရူးတွေစက်ပီးစင်မှာအများကြီးအချိန်ကုန်လာတယ်တကယ်ဘောလုံးကွင်းထဲမှာ quality football ပေါ့နော်အဘောလုံးကိုတကယ် play ထဲမှာရှိတဲ့အချိန်တွေက minute တော်တော်လေးကျဆင်းလာတာလို့ကျွန်တော်ဒီရာသီမှာဆိုလို့ရှင်မြင်တွေ့ကြရတယ်အဲ့အတွက်ဆိုလို့ရှင် tactically ရပြောမယ်ဆိုလို့ရှင်ဒါက evolution မှာမှ regression ဘက်သွားပြီးတော့ဒါ setback တစ်ခုပေါ့နော်နောက်ကိုနောက်ခြေတလန်းဆုတ်တယ်လို့ပဲကျွန်တော်တို့ကပြောလို့ရတယ် အဲဒါနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဒီအချိန်တွေမှာဖြစ်လာတဲ့ဟာနဲ့ပတ်သက်ပြီးဆွေးနွေးမယ်ဆိုလို့ရှိရင်အဲတစားသမားပေါ့နော် Stoke City ရဲ့တစားသမား Rory Delap ပေါ့နော်အခုဒီ Chelsea အသင်းရဲ့တိုက်စုံမှုဖြစ်နေတဲ့ Delap ရဲ့အဖေပေါ့နော်သူနိုင်တယ်ဆိုလို့ရှိရင်အဲအားလုံးလည်းမှတ်မိပါပေါ့ throwing ကိုကျွန်တော်တို့ဒီလက်ပြဘောကို corner လိုမျိုးပဲသူနေနဲ့ပြစ်နိုင်တယ်ပြီးတော့လို့ရှိရင်ဒါကလည်းသူ့ရဲ့ သူ့ရဲ့ဒီလက်ပစ်ဘောတွေဒါတကယ်ပြိုင်ဘက်တွေအတွက် chaos တစ်ခုကိုဖန်တီးနိုင်လောက်တဲ့အထိအစွမ်းထက်တယ်လို့ကျွန်တော်တို့ပြောရမှာပေါ့နော်အာတကယ်လို့ Premier League က8လိုအနေထားအထိပြန်ပြီးတော့သွားလာမယ်ဆိုလို့ရှိရင်ဘာတွေဖြစ်လာမလဲအဲဘာတွေဖြစ်လာမလဲဆိုလို့ရှိရင်ကျွန်တော်အမြင်အရပြောရမှာဆိုလို့ရှိရင်တကယ် athletic ဖြစ်တဲ့ player တွေက Premier League မှာပြန်ပြီးတော့ star ဖြစ်လာမယ်အထူးသဖြင့်ဒါဘောလုံးကိုခြေတော်နဲ့မှာဒီဇိုင်းနိုင်တဲ့ကိုယ်သမားတွေပြီးသွားလို့ရှိရင်ဒီ နောက်တန်းမှာတော့ရှိတယ်ဒါပေမဲ့ဘောလုံးကိုကျင့်ကျင့်လေးလေးမဒီဇိုင်းနိုင်တယ်ဒါ character လို့ဒီဇိုင်းသမားတွေပြန်ပြီးတော့ခက်စားလာမှာလားဒါတွေကကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်ဒီလိုမျိုး physical athletic ဖြစ်တဲ့ဒီဇိုင်းသမားတွေကဒါ Premier League မှာဆိုလို့ရှိရင် star ပြန်ဖြစ်လာပြီးတော့တကယ် parmesan ဆိုတဲ့ဒီဇိုင်းသမားတွေအထူးသဖြင့်လက်ရှိ Liverpool တင်းမှာရုံးတန်နေရတဲ့ Florian Vast လို့ဒီဇိုင်းသမားတွေကတပြေးပြေးနဲ့ဒါရုံးတန်လာပြီးတော့ဒါသူတို့အတွက်အသင်းရဲ့ performance ညံ့နိုင်မှာသူတို့က state group ဖြစ်နေမှာလား ဒါတွေကိုတော့ကျွန်တော်တို့နည်းနည်းပြန်ပြီးတော့စဉ်းစားဖို့ကောင်းတယ်ပြောရမယ်ဆိုလို့ရှိရင်လည်းလက်ရှိအခြေအနေတွေရဒါတွေကလက်ရှိအရာကျွန်တော်တို့ဖြစ်လာနေတဲ့အနေအထားပေါ့နော်တကယ်လို့ဒါစဉ်းစားကြည့် Rory Dillard အနေနဲ့ Premier League မှာဒါ set တစားနေမယ်ဆိုလို့ရှိရင်လက်ရှိအရာသူ့အနေနဲ့ Stoke City အသင်းမှာတစားနေရမှာမဟုတ်ဘဲね Premier League ရဲ့ top ထိပ်တန်းအသင်းတစ်သင်းကိုရောက်နေလောက်မယ်အနေအထားအဲ့တော့ဖြစ်လာမယ်လို့ထင်တယ်ပေါ့နော်အဲအဲ့လိုဆိုလို့ဒါ Rory Delap နေနဲ့ဒါ minute 60လို့ Premier League ရဲ့ထိပ်တန်းအသင်းမှာတစားရမယ်လို့မပြောဘူး ဒုတိယပိုင်းမိနစ်60လောက်မှာမထည့်လိုက်ပြီးသားလို့ရှိရင်လောင်းသရိုးတွေကြီးပဲထိုင်းပြက်ထိုင်းတဲ့ပုံစံမျိုးတွေအဲဒါကဒီလိုမျိုးဖြစ်လာမယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့အတွက်ဆိုလို့ရှိရင်ဒါကကျွန်တော်မှန်တယ်မှားတယ်လို့ပြောလို့မရဘူးကျွန်တော်ရဲ့ taste ဆရာဆိုလို့ရှိရင်ကျွန်တော်ရဲ့ taste နဲ့ကျွန်တော်ရဲ့ analytic တရားဆိုလို့ရှိရင်ဒါက regression လို့သွားနေလို့တော့ကျွန်တော်ကပြောချင်တယ်ဒါပေမဲ့လည်းအသင်းအားလုံးရဲ့ leader ဒီလိုပုံစံသွားနေတယ်ဆိုလို့ရှိရင်ရင်ကိုကလည်းဒီ flow ဒီ tactical change tactical paradigm တစ်ခုပေါ်မှာဘယ်လို survive လုပ်မှာလဲ Liverpool အသင်းအနေနဲ့ဒါကိုတော့စဉ်းစားဖို့လိုတယ်။ဘာလို့လဲဆိုလို့ရှိရင်လက်ရှိအရ Liverpool အသင်းအနေနဲ့ group အသင်းရဲ့အနေထားပေါ့ group အသင်းရဲ့ internal လာတဲ့ problem တွေတက်စားလို့ရှိရင်အဲ့ဒီ change တစ်ခုပေါ်မှာကျွန်တော်တို့က change တာနှစ်ခုသွားဖြစ်တာပေါ့နော်။အော်အသင်းရောတစားသမားအသက်တွေလည်းအများကြီးရောက်လာတယ်အဟောင်းတွေလည်းအများကြီးထွက်သွားတဲ့အနေအထားမှာဆိုလို့ရှိရင် ဒါကိုဘယ်လိုမျိုး adapt လုပ်ပါလဲ balance လုပ်ပါလဲဆိုတဲ့ဟာကတခုဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီ Premier League တာလည်းဒီရတဲ့မှာ change အကြီးတစ်ခုဖြစ်သွားတဲ့အနေထားမှာဆိုလို့ရှိရင်ဒါကိုတော့ဘယ်လိုမျိုးရှင်းသင်ပါလဲဆိုတဲ့ဟာတခုဒါပေမဲ့ကျွန်တော်တို့ဒီ Premier League နဲ့ဆိုင်တဲ့ဟာတို့ပဲဆက်ပြီးသွားရအောင်အဲအဲ့ဒါဆိုလို့ရှိရင် Liverpool အနေနဲ့လုပ်လို့ရတာနှစ်ခုရှိတယ်ပရမတ်တစ်ခုကပါလဲဆိုလို့ရှိရင် Premier League လက်ရှိ Premier League style မှာ adapt လုပ်မလား ကျွန်တော် freezer dry သွားမယ် direct သွားမယ်ပြသလို့ရှိရင်အဲ့ဒီပုံစံဒီမှာမှအကောင်းဆုံးပုံစံဖြစ်ဖို့အတွက်ကြိုးစားမယ်ဒါမှမဟုတ်လို့ရှိရင်ဒုတိယနေတော့ innovate လုပ်ပါလား innovate လုပ်မှာဆိုတာကတော့ဒီဒီပုံစံတွေကိုကြော်ပြီးကြည့်လိုက်အခုလက်ရှိရဲ့ direct ball long throw တွေစက်ပြီးစီတို့ကြော်ပြီးကြည့်လိုက်ပြသလို့ရှိရင်နောက်ထပ် tactic တွေ evolution အတွက်ကျွန်တော်တို့ကကြိုပြီးတော့ပြင်ရမှာပေါ့နော်ဆိုလိုရင်တော့ဒါပါလဲဆိုလို့ရှိရင်ဒီ direct football တွေအကောင်လုံးဘယ်လိုပြောမလဲအာ traditional တွေသွားနေတဲ့အချိန်မှာ ဖတ်ကွာဒီယိုလာလောက်ခဲ့တယ်လို့မျိုးဒါမှမဟုတ်လို့ရှင်တီလီတာတာတွေဖြဆားနေတဲ့အချိန်မှာဂျာဒင်ဒလော့လောက်ခဲ့တယ်လို့မျိုးဒီလိုမျိုးပဲအာနီစလော့နေနေတော့ဗာလီတဲဆက်ပြီးလုံနိုင်မလဲဆိုတာစောင့်ကြည့်ဖို့တောင်းနေအဲလီဗာပူးအသင်းပြိတ်သက်နေနေဆိုလို့ရှင်တော့အသင်းနေနေဘလိုနီလက်နှစ်ခုကိုပဲရွေးရွေးကျွန်တော်လက်ရှိနေထားရတစ်ခုကိုပြီးပြီးပြင်ရွေးပြီးတော့ survive လုပ်ဖို့လိုအပ်နေတဲ့အချိန်ဒီအဲ့အတွက်ဗာလိုပဲရွေးရွေးကျွန်တော်နေနေအားပေးဖို့လိုရှိတယ်ဒါပေမဲ့ကျွန်တော်တယောက်ထဲရဲ့ဒါအချက်မှပြောတဲ့လိုပဲ taste area ဆိုလို့ရှင်တော့ကျွန်တော်နေဒုတိယနီလန်ကိုရွေးခြင်းနဲ့ ။ဘာလို့လဲဆိုလို့ရှိရင်အာနေစလော့ထလည်းဒီဒုတိယနီလန်နဲ့ပို့ပြီးတော့ကိုက်ညီမဲ့အဲနီးပြားတယောက်ဖြစ်တယ်လို့ကျွန်တော်ရဲ့ own flavor taste နဲ့လည်းကိုက်ညီတယ်။ဘာလို့လဲဆိုတော့အာနေစလော့ထ innovate လုပ်ရတာကိုသူ့အနေနဲ့အားသာတယ်။ဒီတက်တက်တွေတို့နောက်ထပ်တက်တက် shift တွေတို့သူ့အနေနဲ့ဘယ်လိုလုပ်ရမလဲဆိုတော့တောင်းတောင်းကျွမ်းကျင်နေနီးပြတယောက်လို့ကျွန်တော်တို့ကယုံကြည်တယ်။အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ဒီအခုအားလုံးသွားနေတယ်လို့ physical traditional football ကြီးသွားနေရတာဆိုလို့ရှိရင် อ beautiful football brave ဖြစ်မယ် beautiful football ဖြစ်မယ်နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ဒီတကယ်လှပတဲ့ဘောလုံးတစ်ခုကိုကစားရင်းနဲ့အသိနေနဲ့အောင်မြင်မှုကိုအာအနာဂတ်မှာရယူနိုင်မှုတက်ဖို့တော့ကျွန်တော်အနေနဲ့ပို့ပြီးတော့မျှော်လင့်မိတယ်ပေါ့နော်ဒါကကျွန်တော်ရဲ့ဒီ Premier League ရဲ့ဒီ tactical change ပေါ်မှာ Liverpool အနေနဲ့ဘယ်လို survive လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့အတွေ့တစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်